အားလုံးပဲမင်္ဂလာပါခင်ဗျာ90 ticket soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကစားကြမဲ့ Champion League ပွဲကောင်းချို့ကို preview လုပ်မှာဖြစ်ပါတယ်မနေ့ညကကစားခဲ့တဲ့ပွဲတွေမှာတော့ Europa ထိပ်တန်းလိ၅ခုက England Premier League နဲ့ Spain La Liga အသင်းတွေဆူဆူဝါဝါကြီးကြခဲ့တာကိုတွေ့ရတယ် Premier League ကဆို Man City ကနဲ့ Chelsea ကနဲ့ Newcastle ဒီသုံးသင်းမှာနှစ်သင်းကြီးကြခဲ့ပြီးတော့ Chelsea တစ်သင်းပဲကြီးအောင်ခဲ့တာကိုတွေ့ရတယ် စပိန်လာလီဂါကဆိုလေစစ်ပေါင်း၃သင်းကစားခဲ့တယ်ဘာစီလိုနာရဲ့ဘီလာရီယာရဲ့ဘီဘာဝေးအဲ့မှာ၃သင်းလုံးတပြိုင်တည်းကြီးကြခဲ့တာကိုတွေ့ရတယ်ဆိုတော့ဒီညကစားမဲ့ပွဲတွေထဲမှာဒီအင်္ဂလန်ပရီးမီးယားလိနဲ့စပိန်လာလီဂါအသင်းတွေကြေးများပြောင်းအောင်လာမလားပေါ့ဒါလေးကိုကျွန်တော်တို့သတိရှိစေချင်တယ်ဘလုံးမတွေကိုနေရာကြကြကစားကြတဲ့ညီကိုတွေကိုကြည့်ကြခွန်ချစ်ကိုနဲ့တော့ဆက်သွင်းနိုင်ပါတယ်ပေါင်ကုံကကိုကုံကုံ၃ကနည်းနည်းလျှောက်တက်တက်ကိုဆက်သွင်းပါမေကိုနဲ့မေကိုနဲ့စိတ်ကြိုက်ဖြစ်တယ်ဆိုကစားဖို့ဗျာသူတို့ရဲ့စီကန်စင်မြင့်နေနဲ့ကိုနဲ့မကန့်ညီဘူးဆိုတော့လေမကစားကြနဲ့ မနေ့ကသတူးရဲ့ရောင်းပွဲနာပိုလီအသင်းဘော်ဒီဖြစ်ပါတယ်ဗျဒီညမှာလည်းရောင်းပွဲထွက်ပါလိမ့်မယ်စိတ်ဝင်စားတဲ့သူတွေတွားရောက်မင်းမြန်စွန့်စမ်းနိုင်ပါတယ်ဗျနောက်တစ်ခုကဟို YouTube ကနေပြီးတော့ကျွန်တော်ဗီဒီယိုတွေကိုဖြုတ်ချတယ်ဗျမနေ့ကဆိုလဲ Focus Channel မှာတင်ထားတဲ့ဗီဒီယိုတစ်ခုဖြုတ်ချပြီးတော့အဲ့ဒီ channel မှာပြတ်ဖို့ရ99ရာခိုင်နှုန်းတည်ကြတော့ပြီပေါ့ဆိုတော့ဒီနေ့ညဒီဗီဒီယိုမှာကျွန်တော်ခြေချောင်းနေခြေတစ်ခွင့်မပြောတော့ဘဲနဲ့ဟိုလိုရင်းလောက်ပဲကျွန်တော်ပြောပါတော့မယ် ။ Buffalo's နဲ့ Monaco ကစားကြမဲ့ပွဲ7/15မှာဖြစ်ပါတယ်။ Buffalo's ဒီ club အသင်းစင်သတ်မှတ်ချက်82 Monaco ကအဆင့်60ချန်ပီယံလိမှတ်ပေးရမှာ Buffalo's ဒီမနေ့ကတည်းအဆင့်20မှာရှိတယ်။အခုတော့သူ့အောက်ကအသင်းနဲ့နိုင်သွားတဲ့အတွက်အဆင့်25 24ရဲ့ပြင်ပကိုသူရောက်သွားပြီ။ Monaco ကတော့မနေ့ကတည်းအဆင့်19သူ့အောက်ကအသင်းနဲ့နိုင်သွားတဲ့အတွက်သူကအဆင့်24နေရာကိုရောက်သွားတယ်။ဒီညမှာဒီနှစ်သင်းတရေကြရင်သူတို့အဆင့်24တဲကိုပြောင်းဝင်မယ်ဒါမှမဟုတ် ချုံသွားရင်တသိန်းသိန်းကနိုင်ပြီးတသိန်းသိန်းကချုံသွားရင်တော့ချုံတဲ့အသည်24ပြင်ပါကိုဒီကြပေါက်ထွက်ဖို့များတယ်။ကျွန်တော်က Buffos ကိုဒီရဒီ Champion League ချစ်စစ်ပွဲတွေကြည့်ကြတဲ့ကသူ့ကိုကျွန်တော်ကြိုက်ခဲ့တော့ Champion League တွေစကားသားပြီဆိုတဲ့ကဒီရဒီဖြစ်မြင့်အသည် Buffos ဖြစ်လာလိမ့်မယ်လို့ကိုကျွန်တော်ကကိုယ့်အသာကိုကြိုပြီးတော့တွေးထားပြီးသား။ဒါပေမဲ့ကိုစောပိုင်းပွဲတွေကစားပြီးတဲ့အခါမှာသုံးပွဲကစားပြီးတဲ့အချိန်မှာ Buffos ကစီကမိုင်းအားနည်းနေပြီ။ကစားသမားတွေအများအားဖြင့်တပွဲကိုတယောက်တယောက်အထောက်ခံခဲ့ရပြီးတော့ဒီလိုရေးကြီးတဲ့ Champion League ပွဲတွေမှာ ဒီ buffers လို့အသေးအသေးလေးကတယောက်ယောက်နဲ့ကစားနေရတာကအဆင်မပြေတော့ဘူးဗျရှင်းသုံးပွဲကစားပြီးချိန်မှာနှစ်မှတ်ပဲရပြီးတော့ဟိုအချိန်နေမကောင်းခဲ့ပေမဲ့ Villarreal ရဲ့ပွဲမှာသူတို့ပြန်နိုင်လိုက်တော့အချိန်နေကောင်းသွားတယ်စုပေါင်း၄ပွဲကစားပြီး၅မှတ်ဆိုတော့ buffers ကမျောလင့်ချက်လေးနည်းနည်းပြန်ရှိလာတယ် buffers ကဘယ်သင်းနဲ့သွားတူလဲဆိုတော့2023 2024ဘောလုံးရာသီက Victoria Pesan Style မျိုးဗျခန်းစစ်ကိုစနစ်တကျပြင်ဆင်ပြီးကစားတယ်တကူးသွင်းပြီးရင်အဲ့တကူးကိုသူထိန်းနိုင်ဖို့ကြိုးစားတယ် လောလောဆယ်ငါမှတ်ရထားတယ်သူ့ရဲ့ပွဲကြံတင်မှာဂျူဗင်တက်နဲ့ချယ်ဆီကိုသူဝေးဝေးမသားရမယ်ဆလာဗီးယားကိုအိမ်ကွင်းကသားရမယ်ဆိုတော့အဲ့ဒီနောက်ထပ်ပွဲကြံသုံးပွဲမှာအနိုင်ဆုံးလေးမှတ်နောက်သူချနိုင်ရင်ကိုဘာဖော့စ်ကအဆက်24နဲ့ဝင်ဖို့ဟာတော်လင့်ရှိနေကောင်းသွားပြီဆိုတော့ဒီနေ့ညမှာကသားမဲ့မိုနာကိုနဲ့ပွဲတည်ဘာဖော့စ်အတွက်အဆုံးဖြတ်ပွဲပဲအဲ့လိုပဲမိုနာကိုကလည်းသူ24တဲကိုဝင်ခွင့်အိမ်မက်အတွက်ဒီပွဲကသူ့ရဲ့ဟိုဘောလုံးပွဲလို့ကသားရမယ်ပွဲမိုနာကိုကြတော့ဟိုတရားသီးထင်တယ်လို့မဟုတ်ဘူးဗျာ မတက်ကမိုနာကိုအသင်းကိုကျွန်တော်တို့ပြန်မတွေ့ရတော့ဘူးဖြစ်နေတယ်။စူပေါင်း၄ဘွဲကစားပြီးချိန်မှာရှုံးဘွဲကတပွဲပဲရှိတယ်ဆိုပေမဲ့သူ့ရလက်တွေကထင်တော့မကောင်။သူ့ပွဲချက်နေမှာဂလာတာဆာရီကိုအိမ်ကွင်း၊ဂျူဗန်တက်နဲ့အိမ်ကွင်း၊မက်ဒရစ်ကိုအဝေးကွင်းဆိုတော့မိုနာကိုကတော့ပို့ပြီးတော့ပွဲချက်သေးတယ်။ဒီပွဲအတွက်ပေးထားတဲ့စတဲ့ချိန်မှာမိုနာကိုအသင်းကနေဘော်ဒီချေး1ဒီဝင်ရောကနေ1ပေါင်း20၊9ပေါင်းချေးက3.20။အခုမြန်မာဆန်တော်ချိန်နေ့လေ၄နာရီခွဲမှလည်းချေးကဒီချေးပဲပြောင်းလဲလာခြင်းမရှိသေးဘူး။ ။တရားသီမှာကစားနေတဲ့ဒီချန်ပီယံလိစုစုပေါင်းအသင်းတွေထဲမှာ Buffalo's ဟာ Career MVP ရင်ဒုတိယမြောက်အနိုင်ဆုံးအသင်းပဲ။ဆိုတော့ဒီအသင်းတွေနဲ့တွေ့တဲ့အခါဂျေးကတို့သူတို့ပေးကြတဲ့လူကိုပေးတာပြတွက်ဆဖို့ခက်ခဲတယ်။မော်နာကိုအသင်းရဲ့ကိုလက်ရှိခြေစွမ်းကိုလည်းကျွန်တော်မကြိုက်တဲ့အတွက်ဒီဘက်မှာ Buffalo's အသင်းပေါ်ကြီးပဲကျွန်တော်ကြိုက်တယ်။ကိုပေါင်းမှာပါကိုအောက်ကြိုက်ပါတယ်ဗျ။ Buffalo's ကကျွန်တော်တို့တွေ့ဘူးနေကြရိုးရိုးအန်ဒါဒေါ့အသင်းမဟုတ်ဘဲနဲ့ပြိုင်ဘက်ကိုတယောက်အသာဘေဘီကစားတဲ့ကစားနိုင်တဲ့စူပါအန်ဒါဒေါ့အသင်းဆိုတာတော့သိစေချင်ပါတ နောက်ထပ်တပွဲက PSG နဲ့ Tottenham Hotspur ကလာကြမဲ့ပွဲဒီနှစ်သင်းဒီရာသီအစမှာပူပူနွေ့နွေ့တွေ့ခဲ့ပြီးပြီဗျအဲတော့ကဂျာကွဲမှာနှကိုးစီတည်ကြခဲ့ပြီးတော့မိနစ်90အတွင်းနှကိုးစီတည်ကြပြီး penalty ဆုံးဖြတ်မှာ PSG ကဖလားယူသွားတယ်အဲပွဲမှာ PSG က body check တစ်နှုတ်90ပေးတယ်ဂိုးပေါင်းကျက3နှုတ်20ပေးတယ်ဗျအခု Champions League ပွဲဖြစ်ကစားမဲ့ပွဲမှာကြတော့ PSG ကအခုညနေမြန်မာစံတော်ချိန်၄နာရီခွဲမှာ body check တစ်နှုတ်90နဲ့ဂိုးပေါင်းကျက3ပေါင်း90ပေးလာတယ် ပထမ super cup မှာကလာတော့ငါ PSG တင်းဒီလူစုံတက်ဆုံရှိတယ်အဲ့ဒီအချိန်မှာတက်နှုတ်90ပေးခဲ့တယ်မနိုင်ခဲ့ဘူးဆိုတော့မနိုင်ခဲ့တဲ့အတွက်ဂျားပွဲမှာပေးခဲ့တဲ့တက်နှုတ်90ပေါ်ဒီဂျီအိမ်ခွဲမှာတက်နှုတ်100ဆိုတာမျိုးတော့ကျွန်တော်တို့မျှော်လင့်ဖို့တော့ခက်တယ်လက်ရှိ PSG တိုက်စစ်ကစားသမားတွေမပါတဲ့အချိန်တွေတခုမှာတက်နှုတ်100ပေးဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့သူအခုပေးထားတဲ့တက်နှုတ်90ဆိုတဲ့ body ကြေးခါပေးတဲ့ပေးထိုက်တဲ့ခြေတန်းတစ်ခုကိုပေးထားတယ်လို့ပဲကျွန်တော်ကယူဆပါတယ်ဗျာပြီးတော့ Arsenal အသင်းတော်မှာ သူ့အိမ်ဘွဲမှာ Tottenham Hotspur ကို1.50ပဲပေးခဲ့တာကို Premier League မှာဆိုတော့ PSG ရဲ့ DJ တွေထိုက်တန်ပါတယ်ဒါပေမဲ့ချစ်မှာ1.50နဲ့သူ body ကြီးကြခဲ့ပြီးပြီတကြိမ်ဒီတကြိမ်လဲ PSG ဘယ်ကြီးပဲပေးပေးထိုက်တန်တဲ့ကြီးပဲပေးပေးမထိုက်တန်တာပဲပေးပေးဒီတက်နှုတ်နဲ့ထွက်သွေးတော့ Tottenham Hotspur ကို body ကြီးမအောင်ဘူးလို့ကျွန်တော်ယူဆတယ်ဒီဘွဲမှာအဲ့တဲ့ Tottenham Hotspur အသင်း body ကြိုက်တယ်နောက်ဖက်သွင်းမှုရှိမယ်လို့ယူဆတဲ့အတွက်ဂိုးပေါင်းအပေါ်လဲကျွန်တော်ကြိုက်ပါတယ် အစရယ်နဲ့ FC Bayern Munich ကစားကြမဲ့ပွဲကမြန်မာစံတော်ချိန်နှစ်နာရီခွဲဒီနေ့ရအကောင်းဆုံးပွဲပေါ့ဗျာအစရယ်တင်းဒီကလပ်တင်းစင်တပ်မဆက်တက်နေရာမှာရှိပြီးတော့ Bayern Munich က၁၂နေရာမှာရှိတယ်လက်ရှိ Champions League အမှတ်ပေးရမှာတော့ Bayern က၁အာဂျီက၂နိုင်တဲ့သူဘိုးဆက်လုပ်ပါဗျာဟိုအမြင့်ပြန်နေတဲ့နှစ်သင်းအပေါ်မှာပဲကစားကြမဲ့ပွဲဒီနှစ်သင်းတွေ့တဲ့ပွဲကဟိုတသင်းသင်းကချုံသွားလဲတော့အိတ်ထဲတော့အပြင်မထွက်နိုင်ဘူးဗျာနှစ်သင်းလုံးကိုအကြီးကြီးစတ်တတ်မဲ့ပွဲပဲ Arsenal ကိုလည်း Bayern Munich နဲ့စတ်တတ်မဲ့အဲ့လိုပဲ တရားသည့်ရှင်းဆွမ်းကောင်းနေတဲ့ဘိုင်ယန်မြူနစ်ကိုလည်းအာဆင်နယ်နဲ့ဆက်သက်ရမယ်ပွဲ။တမိုင်းထဲမှာတွေ့ခဲ့တဲ့ထိတဲ့တွေ့ဆုံမှုတွေပါညာကဒီပွဲမှာရေးမပါတော့ဘူးဗျာ။အာဆင်နယ်သည်လုံးဝအသစ်ကြီးဖြစ်နေတဲ့အသင်း။အဲ့လိုပဲဘိုင်ယန်မြူနစ်ကလည်းဒီပြဒီကုမ္ပဏီရဲ့အသင်းအသစ်ကြီးဆိုတော့ဒီပွဲကတူတင်ကိုတဲ့မင်းမာလဲငါပဲလေးမေးပြီးတော့ဟိုကစားကြမယ်ပွဲ။ဒီပွဲမှာဂါဘရီယယ်အာဆင်နယ်ဘက်ကလွဲမယ်။ဘိုင်ယန်မြူနစ်ကတော့သူတို့ရဲ့အဓိကတိုက်စစ်ကစားသမားလူဝစ်ဒီယက်စ်လွဲမယ်။ဟိုအာဆင်နယ်သင်းရဲ့ခံစားဘလောက်ကောင်းတဲ့အကြောင်းနဲ့ ဘိုင်မင်းနဲ့ဂိုပေကိုယူဘလောက်လုပ်တဲ့အကြောင်းတွေတော့ကိုအားလုံးသိပြီးသားပဲဗျာအများကြီးလုပ်မနေတော့ဘူးဒီဘက်ဆက်တဲ့ခြေမာတွေကအာဆန်နယ်ကဘော်ရီဂျေးတရင်နှုတ်90ကနေ55လောက်ပေးလာတယ်ဂိုပေါင်းဂျေးကဟိုဆက်တဲ့ခြေမာ3ပေါင်း30ပေးတယ်အခုညနေ4နာရီခွဲမှာကြတော့အာဆန်နယ်ရဲ့ဘော်ရီဂျေးတရင်နှုတ်65အထိဖြစ်လာပြီးတော့ဂိုပေါင်းဂျေးက3ပေါင်း80အထိဖြစ်လာတယ်ဒီနေ့အာဆန်နယ်ပေးထားတဲ့ဂျေးဒီမနေ့ကချယ်ဆီကဘာစီလိုနာတင်းကိုပေးထားတဲ့ဂျေးနဲ့ခက်ဆင်ဆင်ရှိတယ်မတူတာကချယ်ဆီဒီဘာစီလိုနာတင်းကိုတရင်နှုတ်90 ဝင်ရောမှာပဲတရင်နှုတ်40ပေးလိုက်တရင်နှုတ်55ပေးလိုက်အဲ့လောက်ပဲပေးသွားတယ်အခုအာဆင်နယ်ကျတော့စတင်ကြည့်ပါတယ်ကတရင်နှုတ်50ကိုသူခက်တင်းတင်းပေးပြီးတော့ဟိုတဖြည်းဖြည်းနဲ့ဟိုငါးပြတ်တက်လိုက်ဆယ်ပြတ်တက်လိုက်နဲ့ကြေးကတော်တော်လေးတက်လာတယ်တကယ်တော့အာဆင်နယ်နဲ့ဘိုင်ယန်မြူနစ်ဒီအဝင်ဝဲဝင်ပြား50လောက်ပဲကွာတဲ့အသင်းတွေပြဘိုင်မင်းချက်စီနဲ့ကလာပြီးပြီ1.50သူ့အိမ်ပွဲမှာ1.60ပေါ်ရချေးပေးတယ်။အာဆင်နယ်ကဒီပွဲပြီးရင်ချက်စီနဲ့ကလာရမယ်။အဲ့ဒီပွဲအတွက်ကိုအာဆင်နယ်ပေးထားတဲ့ဂျေးကတရင်တော့90ပဲပေးထားတာ ဇာစုတွင်ကွဲမှာ1.50 1.60 1.60ပဲပေးပါပဲအဲ့ဒီအချက်ကိုထောက်ရှုခြင်းအဖြစ်အာဆန်နယ်နဲ့ဘိုင်ယန်မြူးနစ်ကြားမှာကြီးမကွာဆိုတော့မင်းညားကချဲစီလိုမျိုးဟိုတည်နှုတ်90မှာတည်နှုတ်90ပဲကတီတီတက်နံပေးထားရင်တော့ဒီပွဲစီအာဆန်နယ်ဘော်ဒီကောင်းတယ်ဗျအဲ့လိုမှမဟုတ်ဘဲနဲ့ကစားဖို့နီးကပ်လာတဲ့အချိန်မှာအာဆန်နယ်ရဲ့ဘော်ဒီကြီးကဟိုတည်နှုတ်80လို့ဟို60ကိုကျော်သွားပြီဆိုရင်တော့ဒီပွဲစီအာဆန်နယ်အသင်းကြိုက်တဲ့သူတွေနည်းနည်းလေးပြဿနာရှိလာနိုင်တယ်ဗျဘာကြောင့်လဲဆိုတော့ဒီပွဲအချိန်မြွေးတည်ကြသွားနိုင်တယ် တရနုတ်80လောက်ဖြစ်လာရင်တော့ကျွန်တော်ဘိုင်ယန်မြူနစ်အသင်းပေါ်ကြီးကြိုက်တယ်အာဆင်နယ်နိုင်မှသာနိုင်ရောဗျာအဲ့တော့တိတိကျကျပြောခဲ့ရခြင်းတရနုတ်90ဒါမှမဟုတ်တရနုတ်45တရနုတ်55အဲ့ဒီကြီး3မျိုးအတွင်းမှာဆိုရင်ကျွန်တော်အာဆင်နယ်ပေါ်ကြီးကြိုက်တယ်အဲ့ဒီ3မျိုးထက်ပိုသွားပြီဆိုရင်တော့ဘိုင်ယန်မြူနစ်အသင်းပေါ်ကြီးကြိုက်တယ်နောက်တစ်ခုကဒီနေ့အာဆင်နယ်ပေးလာတဲ့ဂိုးပေါင်းကြီး380ဒါကဒီတစ်ပတ်ထဲမှာပဲကျွန်တော်တို့တွေ့ရတဲ့နှစ်ပွဲမြောက်ပွဲပြီးခဲ့တဲ့အာဆင်နယ်နဲ့ တော့တန်ဟော့စပါပွဲမှာလည်းအာဆန်နယ်တင်းကဒီဂိုးပေါင်းကြီးပဲပေးလာတာအဲ့တုန်းကဆိုဗျာလက်စစ်ကောင်းနဲ့နှစ်တင်းကစားမဲ့ပွဲပေါ်နှလုံးသွင်းလာနဲ့80ရမယ်ဆိုပြီးတော့ကျွန်တော်ဂိုးအောင်ရွေးခဲ့တာတကယ်ကစားတော့ဂိုးပေါ်သွားတယ်အခုအာဆန်နယ်နဲ့ဘိုင်ယန်မြူးနစ်လည်းလောက်တိုက်စစ်ကောင်းနဲ့အသင်းနေဗျာဂိုးပေါင်းကြီးကို380ပဲထပ်ပေးလာတယ်ဒါကဟိုဟုတ်တော့မဟုတ်သေးဘူးဗျာဒီပွဲနဲ့ကျွန်တော်ဂိုးအောင်ကျွန်တော်ထက်ကြိုက်တယ်ဆိုတော့အာဆန်နယ်ဘိုင်ယန်မြူးနစ်ပွဲမှာလက်ရှိပေးထားတဲ့အာဆန်နယ်ရဲ့တင်းနှုတ်65ဆိုတဲ့ဂျေးမှာဘိုင်ယန်မြူးနစ်ပေါ်ကြီးကြိုက်တယ်380ဆိုတဲ့ဂျေးမှာဂိုးအောင်ပါကြိုက်တယ် အင်တီကိုမက်ဒရစ်နဲ့အင်တာမီလန်ကစားမဲ့ပွဲကလည်းနောက်ကျပွဲပဲဗျဒီပွဲမှာအင်ရှင်အင်တီကိုမက်ဒရစ်တင်းကနေဘော်ရီဂျေတရနှုတ်90ဝင်ရောကနေတရနှုတ်30 35လောက်ပေးထားတယ်ကိုပေါင်းဂျေက3အပေါင်း90ဆိုပြီးပေးထားတယ်ဒီဂျေကလည်းမနေ့ကအာဆင်နယ်မနေ့ကချယ်ဆီနဲ့ဘာစီလိုနာကစားသွားတဲ့ဂျေပဲချယ်ဆီကနေဘာစီလိုနာကိုကြေကျော်ပေးထားတယ်လို့မျိုးပဲအခုအင်တီကိုမက်ဒရစ်ကလည်းအင်တာမီလန်တင်းကိုကြေကျော်ပြန်ပေးလာတယ်တကယ်တကယ်ကျတော့အင်တာမီလန်ဆိုတာကဗျဒီချန်ပီယံလိမှာဆရာကြီးကိုနှစ်တိုင်း ဘောလုံးပွဲ semi final အနည်းဆုံးတော့ဟိုနောက်ဆုံးချစ်တင်အဆင့်အထိကိုရောက်နေတဲ့အင်ဒီကိုမက်ဒရစ်ဒီနောက်ပိုင်းနှစ်တည်းမှာအဲ့လောက်ကြီးကြီးဆွမ်းဆောင်ရင်မကောင်းတော့ဒါပေမဲ့သူ့ကွင်းမှာအင်ဒီကိုမက်ဒရစ်ချေချောပြလာတာကိုကျွန်တော်ကြိုက်တယ်ဗျဒီဘက်မှာအင်ဒီကိုမက်ဒရစ်အသင်းပေါ်ကြီးကြိုက်တယ်ပြီးတော့အင်ဒီကိုမက်ဒရစ်ဂိုးသွင်းနိုင်တယ်လို့အင်တာမီလန်ကလည်းဟိုဂိုးသွင်းနဲ့ဂိုးပေးတယ်သူအများအားလို့လုပ်တယ်ပထမပိုင်းရောဒုတိယပိုင်းရောအင်တာမီလန်အသင်းဒီဂိုးသွင်းနိုင်တဲ့ဆွမ်းအားရှိတယ်ဒီဘက်မှာလက်သမောင်းသွင်းကိုများမယ်လို့လည်းထင်တယ်ဂိုးပေါင်းအပေါ်ပါကျွန်တော်ကြိုက်တယ်ဆိုတော့အင်ဒီကိုမက်ဒရစ်ပေါ်ကြီးဂိုးပေါ်ပါဗျာ ဖရန်ဖတ်နဲ့အက်လန်တာကစားကြမဲ့ပွဲမှာအဲ့တဲ့အက်လန်တာသင်းကနေဘော်ဒီဂျေတင်နှုတ်20ပေးလာတယ်ကိုပေါင်းချေက330ပေးလာတယ်ဒီချေကမနေ့ကနယူကာဆယ်ကနေမာဆေအသင်းကိုပေးထားတဲ့ချေနယူကာဆယ်အနိုင်မရခဲ့တဲ့ချေပေါ့ဒီနေ့မှာတော့ကျွန်တော်အက်လန်တာအသင်းဘော်ဒီကြိုက်တယ်ဗျာဘာကြောင့်လဲဆိုတော့အက်လန်တာနီးပြလည်းပြောင်းထားတယ်အမှတ်လိုအပ်ချက်လည်းရှိနေတယ်ယုံကစားမယ်လို့လည်းထင်တယ်ပုံစံမတူတဲ့အက်လန်တာကိုတွေ့ရမယ်လို့ကျွန်တော်ထင်တယ်ဒီပွဲမှာအက်လန်တာအသင်းဘော်ဒီနဲ့ကိုပေါင်းအပေါ်ကျွန်တော်တွေ့ကြိုက်တယ် ။ Olympiacos နဲ့ Real Madrid ကစားကြမဲ့ပွဲဒီပွဲမှာစတဲ့ဂျီတုံးက Real Madrid တင်းနှုတ်90ပေါ်ဒီဂျေးပေးထားတာဗျာ။အခုကစားဖို့နီးကပ်လာတဲ့အချိန်ငါးနာရီထိုးကနေမှတော့ Real Madrid ရဲ့ပေါ်ဒီဂျေးက 1D လောက်ထိပြန်ပြီးတော့ကျလာတာတွေ့ရတယ်။နောက်တစ်ခုကထူးထူးခြားခြားဒီနေ့မှာ 1D ဝင်ရိုးနဲ့ပွဲ၃ပွဲရှိတယ်ဗျာ။ AP Buffos နဲ့ Monaco ပွဲပေါ်ဒီဂျေး 1D Real Madrid နဲ့ Olympiacos ပွဲအဝေးခွင့်ကနေပေါ်ဒီဂျေး 1D Sportingless ပွဲနဲ့ Club Brugge ပွဲ စပေါ်တန်လက်ဘောင်ကအိမ်ခွင်းကနေ 1D ပေးထားတာ 1D ဝင်ယူစုပေါင်း3ပွဲရှိတယ်အဲ့မှာမှအဝေးဘက်ကနေပြီးပေးထားတဲ့ 1D နှစ်ပွဲကိုပဲထုတ်လိုက်ရင်တပွဲကမော်နာကိုအဝေးဘက်ကနေပါဖို့ကိုပေးထားတဲ့ 1D ရယ်ရီယယ်မက်ဒရစ်ကအဝေးဘက်ကနေပြီးတော့အိုလံပီယာကော့စ်ကိုပေးထားတဲ့ 1D ရယ်မော်နာကိုပါဖို့ပွဲမှာကျွန်တော်ကပါဖို့ဘော်ဒီကိုကျွန်တော်ကြိုက်ခဲ့တယ်ဆိုတော့ဒီရီယယ်မက်ဒရစ်ပေးထားတဲ့အဝေးဘက်ကနေပေးထားတဲ့အိုလံပီယာကော့စ် 1D ဝင်ရောမှာတော့ရီယယ်တို့အနည်းဆုံးတကောက်ကွာလောက်နဲ့ကတ်နိုင်သွားနိုင်တယ်လို့ကျွန်တော်ယူဆတယ် နောက်ဒီပွဲတွေချန်ပီယံလိပွဲဖြစ်တယ်ချန်ပီယံလိမှာဆိုရီယယ်မက်ဒရစ်တွေစိတ်ချရတဲ့အသင်းတွေထဲမှာပါတဲ့အတွက်ရီယယ်မက်ဒရစ်ရဲ့ body J1 D3 D မှာတော့ဟိုရီယယ်မက်ဒရစ်အသင်း body တကြောင်မဲ့ကြိုက်တယ်ကိုးပေါင်းမှာတော့ကျွန်တော်ကိုးပုံမကြိုက်ဘူးပြောကိုးအောင်ကြိုက်တယ်ဆာဗီလွန်ဆိုကမက်ဒရစ်အသင်းအနိုင်ရဖို့တည်ကြတဲ့အချိန်တွေတခုရောက်ပြီဆိုတော့လည်းအတင်းကြီးတင်ကစားတတ်တဲ့နည်းပြမျိုးမဟုတ်ဘူးကစားအားစပစ်တတ်တယ် Sporting Lisbon နဲ့ Club Brugge ကစားမဲ့ပွဲကဒီနေ့ရဲ့နောက်ဆုံးပွဲပေါ့ဗျာအဲ့ဒီပွဲမှာ Sporting Lisbon ကနေ body J1 D ကျင်းဝင်ရော1ဒီကနေ1.20လောက်ပေးထားတယ်ကိုပေါင်းချင်းက3.20လောက်ပေးထားတယ် Sporting Lisbon အင်ကွင်းကောင်းတယ်လို့ Club Brugge ကအဝေးဝင်းညံ့တယ်ဒါပေမဲ့ Club Brugge ဒီအဝေးဝင်းမဲ့ဖြစ်ဖြစ်အင်ကွင်းမဲ့ဖြစ်ဖြစ်ဘယ်အသင်းနဲ့တွေ့တွေ့သူတိုက်စစ်ဖွင့်ပြီးကြလားဘိုင်ဘူးနဲ့ပွဲမှာဆိုသူတို့အဝေးဘက်မှာကိုပြတ်ရှုံးနေကိုပြတ်နေတဲ့အချိန်မှာတော့များကိုခန်းဆက်ကစားရပေါ့မှမသိပဲနဲ့အသင်းကြီးဖွင့်ပြီးကစားတော့ကိုပြတ်ရှုံးသွားတယ်ပြီးတော့အက်လန်တာနဲ့အဝေးခွင်းကစားတဲ့ပွဲမှာလဲကလပ်ဘူးတိုက်စစ်ဖွင့်ကစားတယ်ဆိုတော့ကျွန်တော်တို့မြင်ခဲ့ရတယ်ဆိုတော့ဒီပွဲဒီ ဒီနှစ်သင်းပေါ်ရီချုံနာနိုင်တာထက်ကိုပေါင်းကတော်လေးစိတ်ဝင်သွားကြတာကောင်းတယ်ပြီးတော့ဒီနေ့မှာဖွင့်ထားတဲ့ 1D ဝင်ရိုး3ပွဲရှိတယ်ဆိုတဲ့အထက်မှာမိုနာကိုကပေါ်ရီဂျေ 1D ကိုပေါင်းဂျေ3ပေါင်း90ရီယယ်မက်ဒရစ်ဒီပေါ်ရီဂျေ1နှုတ်20ကိုပေါင်းဂျေက3နှုတ်30ဒီပွဲကလည်းပေါ်ရီဂျေ1နှုတ်20ကိုပေါင်းဂျေက3နှုတ်20အဲ့တော့ဟိုဒီအသင်းတွေရဲ့အဆင့်တန်းချင်းလိုက်ပြီးတော့နှိုင်းရှင်ကြည့်လိုက်တဲ့အခါရီယယ်မက်ဒရစ်ရဲ့အဆင့်တန်းနဲ့စပေါ်တင်းလစ်ဘွန်ရဲ့အဆင့်တန်းကွာပါတယ်ဗျာ ဆိုတော့ Sporting Lisbon နဲ့ Club Brugge ဘွဲမှာပေးထားတဲ့ဂိုးပေါင်းကြီးကပိုပြီးပြင်းတဲ့ကြေးလို့ကျွန်တော်ကယူဆတယ်။ဒီဘွဲမှာကျွန်တော်ဂိုးပေါင်းအပေါ်တစ်ချောင်းပဲကျွန်တော်ကြိုက်ပါတယ်ဗျာ။ Sorry လိုက်နားထောင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်။မြန်မာပြည်ကြီးအများဆုံးအေးချမ်းပါစေ။အတ္တမတရားလည်းမြန်မြန်ကျဆုံးပါစေခင်ဗျာ။